အားကောင်းတဲ့မုံတိုင်းငယ်ဟာမုံတိုင်းငယ်အဖြစ်အာရော့သွားခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဓာကာမြို့ရဲ့အနောက်မြောက်ဘက်ကနေကုန်းတွင်းပိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်လျက်ရှိတယ်လို့မိုးလေဝသနဲ့ဇလားဗေဒညချောင်းမှုဦးစီးဌာနကဒီနေ့မေလ30ရက်မနက်7:00နာရီကသတင်းထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်9:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားဒေ့ရှ်နိုင်ငံဓာကာမြို့ရဲ့အနောက်တောင်ဘက်ကနေကုန်းတွင်းပိုင်းဒေသတွေကိုဖြတ်ကျော်ခဲ့တဲ့အားကောင်းတဲ့မုန်တိုင်းငယ်ဟာ မြောက်အရှင်းမြောက်ဖက်ကိုရေလျားခဲ့ပြီးမုံတိုင်းငယ်အဖြစ်ကိုအာရော့သွားခဲ့ကဒါကာမြို့ရဲ့အနောက်မြောက်ဖက်ကနေကုန်းနေမိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်းအဆိုပါမုံတိုင်းငယ်ဟာမြောက်အရှင်းမြောက်ဖက်ကိုဆက်လက်ရေလျားနိုင်ပြီးနောက်24နာရီအတွင်းလေဖျားနဲ့ရဝန်းအဖြစ်ကိုအာရော့သွားနိုင်တယ်လို့ခန့်မှန်းကြောင်းထုတ်ပြန်ထားပါတယ်မုံတိုင်းငယ်ရဲ့အရှိန်ကြောင့်ဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းကနေဇွန်လ2ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရီ တနင်္သာရီကချင်ကယားကရင်ချင်း မော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်မိုးသင်းထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စည်းလက်တာမိုးသီးကျွေတာ လျှက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေသအနေမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်တွေအနေမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တန်းရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်အပ်တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။